2026 Honda MSA ဆိုင်ကအသစ်ထွက်လာပြီဖြစ်ပါတယ်။ဒါဘယ်လိုနေသားချင်မလဲဆိုလို့ရှင်။အယောင်သွေးတွေကပုံပုံကောင်းမွန်လာနိုင်ပြီးတော့ဒီဇိုင်းပိုင်းနှင်းငယ်ပြန်လည်မောမှန်မှုတွေရှိပါမယ်။ဈေးနှုန်းကပတ်9000ဝန်းကျင်ရှိမှာဖြစ်ပါတယ်။ဒါ Honda MSA ဆိုင်ကက2023မှာစတင်ထုတ်လုပ်ခဲ့ပြီးတော့လက်ရှိချိန်ထိထုတ်လုပ်နေအောင်ဖြစ်ပါတယ်။2025 model နဲ့ဒါပြောင်းလဲလာတဲ့ချက်လက်နေနေရတော့ website တောင်းရတာအယောင်ပြောင်းလဲတာတွေဒါ class စနစ်ကိုပုံပုံကောင်းမွန်ချိန်ညှိခြင်းတို့ဒါပါဝင်လာနိုင်ပါတယ်။ ဒီဇိုင်းပိုင်းကဒါ mini street fighter ပုံစံရှိပြီးတော့ဒါအရွယ်စားလည်းသိငယ်ပါတယ် display shin of snip ပါဝင်ပြီးတော့ဒါ ABS brake စနစ်ပါဝင်ပါသေးတယ်ဒါ full digital meter နဲ့ LED မီးလုံးတွေလည်းပါဝင်ပါတယ်၁၂၄ cc ဒါ engine ကိုမှ air cooling စနစ်နဲ့အသုံးပြုထားပါတယ်ဘင်းကောင်ရတော့10ဝန်းကျင်ထွက်မယ်ဒါ top clinch ရတော့ဒါ10.9 Nm ရှိမှာဖြစ်ပါတယ်ဒါတက်စီတကားလမ်းကိုမိုင်100ဝန်းကျင်ထိတီးထောင်နိုင်ပါမယ်ဒါရရှိနိုင်တဲ့အယောင်တွေနေအဝါအနီးအနံ့ အဖြူစသဖြင့်ဒါဆွေးဆောင်မှုရှိတဲ့အကြောင်းလေးရနိုင်မှာလေ။ Honor MSA ဈေးရတာဘတ်9000ဝန်းကျင်ဈေးရှိမှာဖြစ်ပါတယ်။အခုမြန်မာငွေဈေးနဲ့ဆိုလို့ရှင်တော့ဒါ3100ဝန်းကျင်ရှိပါမယ်။ဒါအရင်ပေါ်မှာငွေဈေးနဲ့ဆိုလို့ရှင်တော့ဒါ3300ဝန်းကျင်ပဲကျက်တယ်မှာပါ။ကလုံးမကိုစားမှာဖြစ်ပါတယ်။